အားလုံးပဲယေရှုခရစ်တော်ရဲ့နာမ၌နှုတ်ဆက်ပါတယ်ဒီကနေ့တော့ကျွန်တော်တို့ဒီ Holy Family Cathedral ကြီးရဲ့အဝင်းထဲကိုဒီဖျားเจ้าတဲ့ကိုကျွန်တော်တို့ဝင်ကြည့်အောင်ဒီဖျားเจ้าကြီးက March 16ရက်နေ့1959ခုနှစ်ခုနှစ်မှာစတင်ပြီးတော့မှဒီကောင်းကြီးမင်္ဂလာခံယူတယ်လို့ကျွန်တော်တို့သိရတယ်အဲ့တော့ဖျားเจ้าဝင်ပြီးမှကျွန်တော်တို့တွေ့ရတဲ့အတိုင်းပဲအခုဒီဖျားเจ้าတဲ့ကျွန်တော်တို့ဝင်ကြည့်အောင် ီဖျားเจ้าထဲမှာဘာတွေရှိတယ်လဲဆိုတာလေးကိုကြည့်အောင်ပါရမဘုဆိုကျွန်တော်တို့ဒီတကားပေါက်ကြီးကနေဝင်ကြရအောင်အဲ့တော့ဒီဖျားเจ้าကြီးတကားနဲ့ကျွန်တော်တို့ဝင်ခဲ့မယ်ဆိုရင်အခုကတော့မိမလာဘူးဗောနော်အဲ့ဒါကြောင့်သိမြောင်းတာပါရမဘုဆိုတွေ့ရမှာကဘယ်ဘက်မှာဆိုရင်ဝမ်းနဲ့ချင်းမဲ့တော်တခင်မဘုကျွန်တော်တို့တွေ့ရမှာဖြစ်ပြီးတော့အဲ့ဒီမဲ့တော်တခင်မဘုရဲ့ be na ho jano ro to ီတော့တအားတို့ကိုနေရာရှိတယ်အဲ့ဒီက နေတစ်ဆင့်ကျွန်တော်တို့ဒီဖက်ဘေးကိုကြည့်မယ်ဆိုလို့ရှိရင်တော့သူက silent စိတ်ငြိမ်စွာနဲ့နေဖို့ဖျားရှိခို့ဖို့တတိပင်းနေတဲ့ဆိုင်ဘုတ်ကြီးကိုကျွန်တော်တို့တွေ့ရမှာဖြစ်တယ်အဲ့ဒီတော့ကျွန်တော်တို့အခုဒီဖျားเจ้าကြီးကိုအနောက်ကနေမြင်ရတယ်မိမလာတော့နည်းနည်းလေးတော့မောင်းတယ်တိုးတော်လည်းပဲကျွန်တော်တို့တွေကြည့်အောင်ပါတယ်လေဆိုရင်ကဲတလေဖျားเจ้าတွေမှာဆိုအရေးကြီးတာကကုနာကဒီကျွန်တော်တို့ခရစ်တော်ရဲ့ဒီဒုက္ခစရိယာ တွေကိုကျွန်တော်တို့တွေ့ရမှာဖြစ်တယ်ဒီထုတ်ကစရိယာကအလိုပေါင်း14ခုရှိမှာဖြစ်တယ်အဲ့တော့တစ်ခုချင်းစီကိုကျွန်တော်တို့ပြောရမယ်ဆိုရင်တော့အဲ့ဒီပါရမတ်တစ်ခုမှာဆိုရင်သခင်ခရစ်တော်ကိုသိစေဆိုပြီးတော့အမိတ်ချမ်းမှတ်တဲ့ဒီပုံတော်ကိုကျွန်တော်တို့တွေ့ရမှာဖြစ်တယ်ပြီးတော့မှနောက်တစ်ဆက်ကျွန်တော်တို့ဒုတိယပုံကတော့လေဝါကတိုင်းမှာသခင်ခရစ်တော်ဒီထမ်းတဲ့အကြောင်းကိုကျွန်တော်တို့တွေ့ရမှာဖြစ်ပြီးတော့ နောက်တစ်ခုမှကျတော့ကျွန်တော်တို့တွေတကယ်ခရစ်တော်ပါရမအကျယ်လဲတယ်ဆိုတဲ့အကြောင်းအရာကိုကျွန်တော်တို့ကျမ်းစာထဲမှာပေါ်ပြထားတာတွေ့တယ်။အဲဒီကနေ့တစ်ဆယ်နောက်မေတော်နဲ့တွေ့ဆုံတယ်ဆိုတဲ့အရာကိုရောက်ရှိတော်မှာဖြစ်တယ်။အဲဒီမေတော်နဲ့တွေ့ပြီးနောက်ပိုင်းမှာကျွန်တော်တို့ဖတ်ချက်ပြရလဲဆိုတော့ရှင်ဘုရားနေပြီးတော့မှာ ရစ်တော်လက်ဝါကတိုင်းပေါ်မှာတင်ခံရတဲ့အသေးခံရတယ်ဆိုတဲ့အကြောင်းကျွန်တော်တို့တွေ့ရမှာဖြစ်တယ်။နောက်တစ်ခုတော့သခင်ခရစ်တော်ရဲ့အလောင်းကိုမေတော်ရဲ့ရေခွင်မှာတင်ထားကြတယ်ဆိုတဲ့အကြောင်းအရာပဲဖြစ်တယ်။ပြီးတော့မမေတော်ရဲ့လောင်းမေတော်ကိုခရစ်တော်ရဲ့လောင်းတင်ပြီးတော့ပါမှာသခင်ခရစ်တော်ကိုတကြွပါတယ်ဆိုတဲ့အကြောင်းအရာလေးတွေကိုကျွန်တော်တို့တွေ့ရမှာဖြစ်ပြီးတော့ဒီဖခင်အကြောင်းရဲ့ဒီဖက်မှာကြတော့ ရှင်ပြန်ထမြောက်ခြင်းသခင်ခရစ်တော်သုံးရနေ့မှာရှင်ပြန်ထမြောက်ခြင်းပုံတွေ့ရမှာဖြစ်တဲ့အဲ့ဒီပုံရဲ့နောက်ပိတ်မှာကျွန်တော်တို့တမန်ကျမ်းစာဖတ်တဲ့နေရာမှာကျွန်တော်တို့တမန်ကျမ်းစာဖတ်တဲ့ခုဖြစ်တယ်။အဲ့ဒီခုမှာကျွန်တော်တို့တွေတွေ့ရမယ့်အရာတွေကဒီပုံတွေဖြစ်တယ်ပေါ့နော်။ဒါကကြတော့ပုံကို၄ဦးအင်္ဂလိပ်ကျမ်း၄စာပဲဖြစ်တယ် နောက်တစ်ခုကဒီမှာပေးလေးရဲ့ကတ်ရဲ့မှာကျွန်တော်တို့တွေဆရာတော်ပြီးလျှော့တာထိုင်ခွက်ရှိတယ်သူတို့ရဲ့ပလင်းပေါ့အတက်ပလင်းထိုင်ဖို့ဖြစ်တယ်အခုဆရာတော်ကမရှိဘူးဆိုတော့ဒီပလင်းကဒီတိုင်းဖုံးထားတာဖြစ်တယ်ဒါကကျွန်တော်တို့ရဲ့ဒီဗိမာန်မှာရှိတဲ့ခီရိုဘေနဘာတနည်းအားဖြင့်ဒီဖျားရဲ့ပရိညေသက်တာကိုကြီးရှုတဲ့ဒီခီရိုဘေနဘာတဲ့ဂျန်တမန်နဘာပေါ့ ားကြောင်းကိုကျွန်တော်တို့ဒီလိုတွေ့မယ်ဆိုရင်ကျွန်တော်တို့ကြည့်ရမှာကဒါဘုရားကြောင်းရဲ့ဒီ security ဒါက secretary မှာတွေ့ရမယ်မြေခွင်းဖြစ်ပြီးတော့ဒီကနေကြည့်မယ်ဆိုဟိုးအနောက်ဖက်မှာဒီ choir ဆင်းလေးတော်ရှိတယ်ဒါကကြတော့ကျွန်တော်တို့တွေ့တည်တဲ့အတိုင်းဒါဘုရားကြောင်းရဲ့အแทမှာမြင်ရတဲ့ပုံဖြစ်ပါတယ်ဂျေဆုသူပေါင်းဘုရားသခင်ကောင်းကြီးပေးပါစေ